ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုက်ဖုန်းမုန်တိုင်းကိမီကြီးကြောင့်လူအနည်းဆုံး190ဦးသေဆုံးခဲ့ပြီးနောက်အဲ့ဒီရေဘေးဒဏ်ကိုဆိုအားဆုံးဖြစ်စေခဲ့တဲ့ဒေါ်လာတန်ပေါင်းများစွာတန်အဂရီလိုက်ဆောင်မှုကြီးတခုပေါ်ပေါက်လာခဲ့ပြီးပြည်သူတွေကိုကြီးကျယ်ဖြစ်ပေါ်စေခဲ့ပါတယ်အပြည့်စုံကိုတော့ကွန်နာကြီးကပြောပြပေးပါမယ်ရှင်ရှုပ်တော်ဘုံကိုစတင်ခွင့်ချခဲ့သူကတော့ရေဘေးဒဏ်ကိုအဆိုးအဝါဆုံးခံစားခဲ့ရတဲ့စီဘူးရှန်ရဲ့အုတ်ချုပ်ရည်မှုဘာရီကွာထရိုကိုတိုင်ပါပဲ။ သူကပြီးခဲ့တဲ့3နှစ်အတွင်းမှာစီဘူးခရိုင်အတွက်ရေဘေးကာကွယ်ရန်ပုံငွေပီဆို26.8ဘီလီယံအမေရိကန်ဒေါ်လာတန်း440ရရှိခဲ့ပြီမယ်စစ်ဆေးမှုတွေအရစီမံကိန်းအလုံးဟာစာရွက်တွေပေါ်မှာပဲရှိတဲ့စီမံကိန်းတွေဒါမှမဟုတ်စံမမီတဲ့စီမံကိန်းတွေဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ဖွင့်ချလိုက်တာပါလူတွေကထွက်ပြေးဖို့အချိန်တောင်မရခဲ့ပါဘူးသူတို့လုံနိုင်ခဲ့တာတခုကအိမ်ခေါင်မှုပေါ်တက်နေဖို့ပါပဲလို့သူကပြောကြားခဲ့ပါတယ်ပြည်သူဒေါသမြင့်တက်လာတဲ့အမျှအစိုးရဘက်ကလည်းအေးအေးမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာပါတယ် သမရမာကိုစ်ဂျူနီယာဖွဲ့စည်းပေးထားတဲ့အခြေခံအဆောက်အအုံဆိုင်ရာလွတ်လပ်သော ကော်မရှင် ICI ကတရားစွဲဆိုမှုအကြံပြုချက်တွေကိုဒရက်ဆက်တင်သွင်းနေပြီးအဂိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကလည်းအစင်းမြင့်အရာရှိကြီးတွေနဲ့အထက်တော်တော်အမတ်တွေကိုပါနိုဝင်ဘာလ25ရက်နေ့မတိုင်ခင်တရားစွဲဆိုသွားမယ်လို့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန DPWH ရဲ့ဝန်ကြီးဘင်းဒီဇွန်ကတော့ပုံမပြသားတဲ့ကတိတစ်ခုကိုပေးလိုက်ပါတယ်သူကအနည်းဆုံးလူ26ဦးကိုခရစ်စမတ်မတိုင်ခင်အကျဉ်းတော်နဲ့ရောက်နေစေရမယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ် ဒါပေမဲ့ပြည်သူတွေကတော့အစိုးရရဲ့ဂတိစကားတွေကိုယုံကြည်မရှိတော့ပါဘူး။စုံစမ်းစစ်ဆေးမှုတွေလာပေါင်းများစွာကြာလာပြီးမဲ့ဘယ်ရာရှိတူဦးမှထောင်ထဲမရောက်သေးတဲ့အတွက်အရက်ဖက်အဖွဲ့အစည်းတွေကလာမယ့်နိုဝင်ဘာ30ရက်နေ့မှာထီလီယံပေါင်းများစွာသောပီဆိုချီတပွဲအမည်နဲ့နောက်ထပ်အကြီးစားဆန္ဒပြပွဲတစ်ခုကိုပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။ဆန္ဒပြပွဲကောင်းဆောင်ဖုန်းတော်ကြီးဝီမာထူလီယာကတော့အစိုးရရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဓညရီရဲ့အဝိရှော့ဇက်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။